ဆိုရင်တနင်္လာသားသမီးများဒီ17လပိုင်းမှာတနင်္လာကြသားပြီးပုဒ်တော်ဘူးတနင်္ဂနွေသားသမီးများ ਨੇ အထူးတတိထားပြီးတော့မှစက်တူလုပ်ငန်းတွေလောက်ကင်ပေးရမှာဖြစ်ပါတယ်အဲ့တော့တနင်္လာကြသားပြီးပုဒ်တော်ဘူးတနင်္ဂနွေအဲ့လိုနေသားသမီးမျိုး ਨੇ တနင်္လာသားသမီးတွေကရှောင်ကျင်ပြီးတော့မှလောက်ကင်နေဆိုရင်ပုံမူပြီးတော့အကျိုးရှိစေပါတယ်ဒီ17လပိုင်းမှာတနင်္လာသားသမီးတွေကအရာရာမှာအောင်မြင်မှုတွေပိုင်ဆိုင်ရမယ်လာတလဖြစ်ပါတယ် ဒါကြောင့်မိမိတို့အနေနဲ့ကမိမိတို့ရဲ့စက်တူလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့အခါမှာဗုဒ္ဓဘူးကြာတာပြီးတနေဦးနေအဲ့ဒီနေ့နဲ့သာသမီတွေနဲ့စက်တူလုပ်ငန်းတွေမပြုလုပ်ပါနဲ့ဒီစက်တလာပိုင်းမှာတော့မကောင်းသေးပါဘူးစက်တလာပိုင်းကြော်သွားရင်တော့တမျိုးဖြစ်သွားပါလိမ့်မယ်ဒါကြောင့်တနေ့ကသာသမီများဆိုလို့ရှိရင်လူမှုရေးတွေအိမ်အောင်ရေးတွေအခြေရေးတွေမှာဒီစက်တလာပိုင်းကာလမှာအရာအားလုံးကို အောင်မြင်နေပါတယ် အချင်းအင်းမှာပဲဖြစ်ဖြစ်အောင်မြင်နေအိမ်တော်ကြီးမှာပဲဖြစ်ဖြစ်စိတ်ချမ်းသာရမယ်လူမှုရေးပိုင်းတွေမှာလည်းကိုမပါရင်မပြီးသလိုဝင်ဆက်နိုင်ပါတယ်တနင်္လာသားသမီးတွေကငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်မသက်မသာအကုန်ကြများနေတာထွက်နေတာမျိုးတွေဖြစ်နေတတ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးများဆိုရင်တော့ဒီဆက်တလာပိုင်းမှာငွေကြေးရင်းနှီးမြှုပ်နှံတာမျိုးတွေအထူးခွင့်ပြုဆက်ရမယ်ကာလတစ်ခုဖြစ်ပါတယ် မိမိတို့အနေနဲ့ကအိမ်သေးဖွင့်တာဆိုင်သေးဖွင့်တာတွေမင်္ဂလာရက်မြက်အခါကြီးရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒီ17လပိုင်းမှာ3ရက်8ရက်16ရက်18ရက်22ရက်24ရက်30ရက်အဲ့လိုရက်မျိုးတွေကတော့အကောင်းဆုံးနေ့ရက်တွေဖြစ်ပါတယ်ဒီလိုရက်မျိုးတွေမှာမိမိတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်မယ်ပြောဆိုမယ်ဆိုရင်တော့အောင်မြင်မှသိကြပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ဒီလိုရက်ကလေးတွေကိုအသေးစိတ်မှတ်ထားဖို့လိုအပ်ပါတယ် တနင်္လာသားသမီးများမိမိတို့အနေနဲ့ကဒီလလေးမှာဘာပဲလှုပ်လှုပ်အပင်ပန်းလေးခံပြီးပါနည်းနည်းသိခံပြီးပါစိတ်ရှိပြီးပါဘာပဲဖြစ်ဖြစ်ဒေါရထွက်နဲ့ဒေါရထွက်တာနဲတာနော်ကိုလိုချင်တာလေးရယူပိုင်ဆိုင်မှုလေးနဲတာလေးလျှော့ပေးရမယ်ကာလတစ်ခုဖြစ်ပါတယ်ညီကိစ္စတွေညီရအိမ်ချမ်းညီကိစ္စတွေအောင်မြင်တတ်ပါတယ်အမွေနဲ့ရတဲ့ကာလတစ်ခုပြောလို့ရပါတယ်အဲ့တော့ဒီကာလမှာအမွေကိစ္စတွေဆောင်ရွက်နေရင်တော့စိတ်အေးအေးထားပြီးတော့တာဆောင်ရွက်ပါဟုတ် အတွက်အောင်မြင်မှုတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်။တနင်္လာသားသမီးများဟာဒီကာလမှာမိမိတို့အနေနဲ့ကျန်းမာရေးအထူးကူယူဆရမယ့်ကာလတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့ဟာဒီကာလမှာလက်လာပတ်တွေရှင်ကျင်တဲ့ကိုယ့်ရဲ့ကောင်းသတင်းတွေ၊ဂုဏ်သတင်းတွေတိုးတက်ခြင်းနဲ့ကိုယ့်ရဲ့အလုပ်အကိုင်းတွေအလုပ်ပြောင်းနေရပြောင်းနေကောင်းကျင်နေဆိုရင်တော့ကိုယ့်အိမ်မှာရေပုံးတွေ၊ရေကန်တွေ၊ရေပိုက်တွေပြက်နေတာမျိုးတွေပြုပြင်ပေးလိုက်ပါ။ ရေနဲ့ပတ်သက်တဲ့နေရာမှာပျက်စီးနေတာမျိုးတွေရှိရင်လည်းပြုပြင်ပေးလိုက်ပါဒါဆိုရင်ကန်ကောင်းသွားမှာဖြစ်ပါတယ်တနည်းလားသားသမီးများဆိုလို့ရှိရင်ဒီလိုကာလမျိုးမှာမိမိတို့အနေနဲ့ဟာလူလိန်ခံရတတ်ပါတယ်အဲ့တော့လူလိန်တတိထားမှာဖြစ်ပါတယ်မိမိတို့လုပ်နေကြလုပ်ငန်းလေးတွေပို့ပို့ပြီးတော့အဆင်ပြေလာတာမျိုးတွေလည်းတွေ့ရတတ်ပါတယ်ကောင်းမွန်တဲ့နမိတ်စကားလေးတွေကောင်းမွန်တဲ့သတင်းစကားလေးတွေလည်းကြားရတတ်ပါတယ်အဲ့တော့ခွဲခွာနေရတဲ့မိတ်ဆွေတငယ်ချင်းချစ်သူเนาะကိုယ့်ရဲ့အိမ်တော်ဘက်တွေရှိတယ်ဆိုရင်တော့ ဒီကာလမှာပြန်လဲဆုံတွေ့နိုင်ပါတယ်။ပြန်ပြီးတော့လည်းအတူနေရတက်ပါတယ်။အဲ့တော့ရက်ဝေးမှာရောက်ရှိနေရဆိုရင်တော့သူ့အတွက်နဲ့ပတ်သက်တဲ့ပတင်းစကားတွေကြားတတ်တဲ့လက်ဆောင်ပစ္စည်းတွေရရှိတက်ပါတယ်။ ဒီကာလာလေးမှာတနင်္လာသားသမီးတွေရာမျက်နှာပွင့်နဲ့စမ်းပွင့်တဲ့ကာလာတစ်ခုဖြစ်ပါတယ်။ကံကောင်းတဲ့ကာလာတစ်ခုလို့လည်းပြောလို့ရပါတယ်။မိမိတို့အနေနဲ့အကျိုးပေးတဲ့နေသားသမီးတွေရာစနေအင်္ဂါတောက်ကြနေသားသမီးများမှာမိမိနဲ့စက်တူစည်းဝါးတွေစောင့်ရွက်မယ်ဆိုရင်တော့အောင်မြင်တတ်ပါ။ဒါကြောင့်ဒီကာလာလေးမှာမကြခဏခေါင်းကြိုက်တာတွေခေါင်းမူတာတွေတော့ဖြစ်တတ်ပါတယ်။တနင်္လာသားသမီးများဘာပဲလုပ်လို့ကံကောင်းနေရတဲ့ကာလာတစ်ခုဆိုရင်လည်းမမားပါဘူး။ငွေမပြတ်ဘူးလက်ထဲမှာရှိနေတတ်ပါတယ်။မိမိတို့ရဲ့လမ်းထိပ်အိမ်နီးနားမှာလူတိတ်ဆုံးသွားတာမျိုးတွေအတုပ ပေါ်လာတာမျိုးတွေဖြစ်ရင်တော့လုံးဝမသွားပါနဲ့ဒါဆိုကိုယ့်ရဲ့ကောင်းနေရင်းနဲ့ကံညံ့သွားတတ်ပါတယ်ဒီလပိုင်းတော့တော့အာတုပသွားတာမျိုးတွေရှောင်သွားမှာဖြစ်ပါတယ်တင်းညိုက်နေနေတာမျိုးတွေလည်းရှောင်သွားမှာဖြစ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးများဒီကာလလေးမှာမိမိတို့အနေနဲ့ကံညံ့အောင်လို့မိမိတို့လှုပ်ဆောင်ရမယ့်အရာလေးတစ်ခုကရှိပါတယ်ဒါလေးကတော့မိမိတို့အင်းကြာသာပြီးနေညနေစောင်းမှာမိမိတို့လမ်းထိပ်မှာစမှုသား၅ခုကိုခွေးကိုအစာကျွေးပြီးတော့ပို့မှာဒီတလ၁၇လပိုင်းမှာညံ့နေတဲ့အညံ့လေးတွေကြည်ပါစီလို့ပြောပြရမှာဖြစ်ပါတယ် ဇော်စိမ့်၃ညွန့်နဲ့ရွက်လာလေးညွန့်အိမ်ဖျားမှာအမြဲမပြတ်လှူဒန်းပေးရမှာဖြစ်ပါတယ်။ဒီကာလမှာတနင်္လာသားသမီးများတကူကြီးဖျားကိုသွားပြီးတော့မှအရှိရက်ကိုမျက်နာမှုပါတောင်ရက်ကနေအရှိရက်ကိုမျက်နာမှုပါဒါမှမဟုတ်အနောက်ရက်ကနေအရှိရက်ကိုမျက်နာမှုပြီးတော့မိမိတို့စိတ်နေကြပတိလေးပဲဖြစ်ဖြစ်ရွနေကြဂါရာလေးပဲဖြစ်ဖြစ်ဂုံတော်လေးပဲဖြစ်ဖြစ်ကိုကပို့ရုပ်ပေးပါပြီးွားရင်အနောက်ရက်ကနေအရှိရက်ကိုမျက်နာမှုပြီးတော့လူရဆူတောင်းပေးလိုက်ပါ စီတောင်းပြီးတော့မှကိုယ့်ရဲ့အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်လိုက်ပါသိကြပေါ့အောင်မြင်သွားပါလိမ့်မယ်။ကဲတနင်္လာသားသမီးများစိတ်ချမ်းသာခြင်းကိုယ့်ဤကျမ်းမာခြင်းတွေပြည့်စုံပါစေ။စိတ်သွားတိုင်းကိုယ်ပါလိုရာဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်။ကျမ်းမာထာမှာဗီဒီမေးမယ်ဆိုရင် Viber ကနေ